အတ္တစာလေးတွေပြောပြမယ်တေချာနားထောင်ကိုရီးယားကိုလုံးနဲ့ကိုမအားဘူးเนาะတနေ့တနေ့ကเนาะကိုလုံးနဲ့ကိုမအားဘူးမအားတော့ပြပြကျင်တာကเนาะမိမိတို့ကမိမိတို့ဝယ်ခြင်းတဲ့ဖုန်းနံပါတ်တွေမှာသွားဝယ်ပြီးရင်မိမိတို့ဝယ်ထားတဲ့ဖုန်းနံပါတ်တွေကိုပဲရအောင်ဆက်သွယ်ပြီးတော့မှပစ္စည်းပို့ခိုင်းမိနော်မိမိတို့ကသွားဝယ်တော့တခြားဖုန်းနံပါတ်တွေနော်တခြားအကောင့်တွေမှာသွားဝယ်ပြီးတော့ เนาะဖြစ်စည်းပို့ခိုင်းရင်ကြတော့မိတ်တည်စီလာပို့ခိုင်းရင်ကြတော့မိတ်တည်အဲ့ဒါကြီးကိုပြုံးပြုံးခိုင်းကြည့်ပြီးတော့အေးဟုတ်ကဲ့ပါရှင်အမရေဟုတ်ကဲ့ပါရှင်လုံနေရမှာလားဟမ်လုံနေရမှာလားဟမ်အပြင်မှာတော့အဲ့လိုလာတောင်းရင်เนาะအရင်ပါဆွဲရိုက်မှာအပြင်မှာတော့အဲ့လိုလာတောင်းလာတို့စီယာဝယ်ထားတဲ့ပစ္စည်းမဟုတ်ပဲနဲ့တို့ယုံဖုံးနေနဲ့ဆက်တွေ့ပြီးတော့မှအတီးပြုတ်ပြီးတော့မှဝယ်ထားတဲ့ပစ္စည်းမဟုတ်ပဲတို့စီကိုအပြင်မှာအဲ့လိုလာလာတောင်းလိုက်အရင်ပါဆွဲရိုက်မှာပြီးတော့မှပြဿနာရှင်းမှာ เนาะအဲ့တော့ပြရစင်တာကိုရီးယားကိုယ့်အလုံးနဲ့ကိုမအားဘူးအဲ့တော့မြင်းနဲ့နဲ့ကြော်ညာပြီးခဲ့တယ်လေကိုရီးယားရုပ်ဖုန်းနံပါတ်ဒီတိုင်းမိလုံးသိတယ်တိုင်းမိလုံးသိအောင် offset ကြော်ညာထားတာဟလာဒီ offset ကြော်ညာထားတဲ့ရုပ်ဖုန်းတွေနဲ့ဆက်သွယ်ထားတဲ့လုပ်ငန်းစဉ်တွေမှာမဟုတ်လို့ရှိရင်ဒါဝင်မယူဘူးဖြေမရှင်းပေးဘူးလို့လေအကျဉ်းချင်းပြောထားတယ်လေအဲ့တော့ဒီနေ့ကိုဥပေါင်း20လောက်ပစ္စည်းမပို့သေးဘူးလားပစ္စည်းမရောက်သေးဘူးနော်ပစ္စည်းမလာသေးဘူးနဲ့ နှစ်ကိုဥပေါင်း20ဥပေါင်း20ရဲ့အထက်မှာရှိမယ်။တနေကုန်တနေကုန်နော်အဲ့ဒီအကြောင်းတွေကိုပဲထိုင်ရှင်းနေရတာ။နော်အဲ့တော့ပြပြချင်တာကမိမိတို့ဆက်သွယ်ဝယ်ယူထားတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်ကြပါမိတ်တည်မျက်နာကြီးမြင်လို့လို့ပဲပြောရအောင်မိတ်မိတ်တည်ရဲ့နှုတ်ကြီးကနေပြီးတော့မှ နော်မိတ်တည်ရဲ့နှုတ်ကြီးကနေပြီးတော့မှရောင်းလိုက်တဲ့ပစ္စည်းတိုင်းဟာဈေးပေါပေါပေပေနဲ့ရောင်းခဲ့တာတခုမှမရှိဘူး မိတ်တင်ရှောင်းပေးတယ်များပစ္စည်းတိုင်းတန်ရတန်ကြီးသူ့ရဲ့တန်ဖိုးနဲ့ပဲသူရှောင်းပေးတာသူ့ရဲ့တန်ဖိုးတဲ့နှိမ့်ချပြီးရှောင်းနေပစ္စည်းအဲ့တခုမှမရောင်းခဲ့ဘူးတိတ်ချဖို့อ่ะနော်မိတ်တင်ရဲ့ရှောင်းသမျှပစ္စည်းတိုင်းဒီတန်ရတန်ကြီးနဲ့ပဲရှောင်းပေးတာအဲ့တော့တန်ရတန်ကြီးမဟုတ်တဲ့အကြီးတွေနဲ့ကရှင်လေးရေးထားပြီးတော့မှာ မဲ့တင်နှုတ်ကပြောတဲ့ဈေးနှုန်းမဟုတ်ပင်နဲ့ကရှင်လေးတစ်ချောင်းမြင်ပြောကိုရဲ့အချောင်ရလိုမှုတွေနဲ့ပွားဝယ်တဲ့ပစ္စည်းတွေကိုမဲ့တင်စီလာမဆက်သွင်းနဲ့လေဟုတ်ပြီလားမဲ့တင်စီလာမဆက်သွင်းနဲ့အဲ့ဒီလိုအချောင်ရချင်းအဲ့ဒီလိုလင်ခံရမှာပဲမြင်မထားတော့ဘယ်ပစ္စည်းပဲတစ်ထည့်ဘယ်လုပ်ငန်းရှင်ကမှကိုရဲ့ပစ္စည်းကို တန်ဖိုးထည့်ညော်နေပြီမရောဘူးတန်ဖိုးထည့်ညော်နေပြီရအောင်နင်တို့လိမ့်နေတာရှင်းပြီလား